အဲ့လိုပဲမြင်လာပါအာဒီနေ့တော့ကျွန်တော်တို့ပြည်သူလူထုအရန်တီးကျင်နေတော့ဗောနော်အရန်တီးကျင်နေတော့မြဝတီအကြောင်းလေးဒါကျွန်တော်တီးတော့လေပြန်လဲဝေမျှပေးမှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်လက်ရှိဒီနောက်မှာပြထားတဲ့ကျွန်တော်မြေပုံနဲ့တကွာပြထားတဲ့အတိုင်းပဲကျွန်တော်တို့ဆုံရှုံမိသားဖြစ်တဲ့စစ်ကောင်စီစစ်ရှုံးကောင်စီကဆုံရှုံမိသားဖြစ်တဲ့ကျွန်တော်တို့တင်ငန်းကြီးတော်အခြေချပြူဟာခမာယ399 356 359နဲ့တကွာခြေချပြူဟာတင်ငန်းကြီးတော်ကို ပြန်လဲရရှိရေးတွေကျွန်တော်တို့မျှပြထားတဲ့အတိုင်းပဲအောင်ဒီကခြေချောင်းကကျွန်တော်တို့ကော့ဂရိတ်ဘက်ကနေပြီးတော့တင်ငန်းကြီးနောင်ကိုထိုးစစ်ဆင်လာတာတွေ့ရတယ်လို့ကျွန်တော်တို့တက်မလေးလေးတက်မလေးလေးတက်မဦးဦးစီးတဲ့တပ်ဖွဲ့တွေကလည်းကျွန်တော်တို့မြရီနှစ်ခွန်၅ကနေတဆင့်ကျွန်တော်တို့တင်ငန်းကြီးနောင်ဘက်ကိုအမြားနှမြားဟိုဘက်ဒီဘက်ညှက်ပြီးတော့တင်ငန်းကြီးနောင်မြို့ကိုအရှိတ်ဘက်နဲ့အနောက်ဘက်ကနေညှက်ပြီးတော့မှပြန်နေတိုက်ခိုက်တိမ့်ပိုက်ဖို့အတွက် ကြိုးစားနေတာလေးဒီရက်ပိုင်းမှာတွေ့ရတယ်အပြီးတော့မြားဝတီမြို့ကအမတ်ခွန်အုတ်ချိုရည်မှုအာရှော့ခံရတဲ့ကိစ္စတွေလည်းဒါပြည်သူလူထုရဲ့ကြားသိပြီးသားဖြစ်တယ်ပေါ့အဲ့တော့မြားဝတီမြို့ကဘာတွေဆက်ဖြစ်လာနိုင်လဲမြားဝတီနှစ်ခုငါးကဟိုးအရင်တခါတိမ့်ပြီးတဲ့အချိန်မှာကျွန်တော်15ရက်လေးလ2024ခုနှစ်မှာကျွန်တော်တို့တော်လိုက်တက်ဖွဲ့တွေကတိုက်ခိုက်တိမ့်ပိုက်ပြီးတဲ့အချိန်မှာဘာလာဘာကြောင့်ပြန်ပြီးတော့မှလက်လွတ်ခဲ့ရလဲဆိုတော့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တီးတလောက်ကလေးဒါပြန်လဲပြောကြားပေးသွားမှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့25ရက်4လ2024ရက်နေ့မှာကျွန်တော်တို့မြဝတီခလာရ295လို့ခေါ်တဲ့295ကိုကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကတိုက်ခိုက်တိမ့်ပိုက်ခဲ့တယ်တမလေးလေးတမမှုဦးစီးပြီးတော့မှကျွန်တော်တို့ထိုင်းမြန်မာချစ်ကြည်အမှတ်နဲ့တရားအထိဒါထွက်ပြေးတိမ့်ဆောင်ပြီးတော့မှသူတို့ဖျို့ဖျဲဖြစ်ခဲ့ရတဲ့အခြေအနေမျိုးဒီကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေက တီထုတ်လိုက်နိုင်တယ်လို့ပြောရမှာပါဗျာအဲ့တော့အဲ့ဒီအချိန်မှာသူတို့တွေကမြဝတီနှစ်ခုံ၅ကိုပြန်လဲရယူခြင်းတဲ့အတွက်ကျွန်တော်တို့ဂျားကန်အဖွဲအစည်းတချို့နဲ့ညီနိုင်ပြီးတော့မှမြဝတီပြည်သူလူထုကိုငဲ့ညာတော့အားဖြင့်ဒါဒီလိုမလုပ်ပါနဲ့ဟိုဖြစ်ပါဆိုတဲ့ကိစ္စတွေပြန်ပြီးတော့မှညီနိုင်ပြန်လဲရယူခဲ့တာရှိတယ်ဒါပေမဲ့ညီနိုင်ရယူခဲ့တဲ့အချိန်မှာကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေကမြဝတီနှစ်ခုံ၅ကို ကျွန်တော်တို့ဂတိကဝတ်နဲ့နေခိုင်းနေတာဖြစ်တယ်ဂတိကဝတ်ဆိုတာကကျွန်တော်တို့အတိအကျထုတ်ပြန်မထားစာတန်ပေတန်နဲ့ထုတ်ပြန်မထားပေမဲ့မင်းတို့ဘာမှမလုပ်ရင်ငါတို့ဘာမှမလုပ်ဘူးဆိုတော့အခြေအနေမျိုးနဲ့နှစ်ခွန်၅ထဲမှာအေးအေးဆေးဆေးချင်းနဲ့ကကြက်တဲ့ဖွယ်ပေါ့နော်ချင်းနဲ့ကကြက်တဲ့ဖွယ်ကျွန်တော်တို့ထည့်ပြီးတော့မှထိမ့်သိမ်းထားတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဗိုလ်တာဘောကအင်တာဗျူးတစ်ခုမှဖြေသွားတာတစ်ခုရှိတယ်မြဝတီကိုမတိုက်ဘူးလားဆိုတော့ကျွန်တော်တို့တိုက်ချိန်တိုင်ရင်တော့ တိုက်မှာပါဆိုပြီးတော့မှဖြေချတွားခဲ့တာလေးရှိတယ်အဲ့တော့တိုက်ချိန်တိုင်းတိုက်မှာပါဆိုတဲ့ဟာကဒီနေ့ဒီချိန်မှာအချိန်တန်လာပြီလားဆိုတဲ့အချိန်ဒီလေးတွေပြန်ပြီးတော့သုံးသက်စရာတွေကျွန်တော်တွတ်တွေ့ရတယ်ချိန်တန်လာပြီလားချိန်မတန်သေးဘူးလားဆိုတဲ့ဟာကမြဝတီမှာရှိတဲ့နှစ်ခုငါးတဲကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုပေါ်မှာအင်မတန်မူတည်နေပါတယ်အဲ့တော့ဒီရပိုင်းအတွင်းမှာကျွန်တော်တို့တေဘောဘုစခန်းတို့ဒီဘက်ကကျွန်တော်တို့ကနေလေးတို့မော်ခီတို့ဘရင်တော်တို့ စတဲ့ဘလက်ဒိုတို့စတဲ့စခန်းတွေကိုတိုက်တဲ့အချိန်မှာအကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေရှိနိုင်တယ်လို့ယူဆတဲ့နေရာတွေကိုမြောက်ပြီးနှစ်ခုငါးကနေပြီးတော့မှကျွန်တော်တို့လက်နဲ့ကြီးတွေနဲ့တရဇက်ပြစ်ထုတ်တာတွေကျွန်တော်တို့ဒီရက်ပိုင်းမှာခက်ဆိတ်ဆိတ်လေးတွေ့လာရတယ်အဲ့တော့မြောက်ပြီးနှစ်ခုငါးကတော်လှန်ရေးတပ်ဖွဲ့တွေကိုလက်ခမောင်းခတ်ပြီးတော့မှစိန်ခေါ်လိုက်တဲ့အချိန်မျိုးတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့တွားပြီးတော့မှတွေးမိတာတွေရှိလာပြီဖြစ်တဲ့အတွက်မြောက်ပြီးနှစ်ခုငါးကအချိန်ရောကောင်းနိုင်ပါမလား နောက်တစ်ခုကကျွန်တော်တို့မြောက်ရီ2ခု5ထဲမှာဆိုလို့ရှိရင်ဒါဟိုထိုင်းမြန်စစ်သားများပေါ့နော်ထိုင်းမြန်စစ်သားဆိုတာကကျွန်တော်တို့ထိုင်းမှာတွားပြီးတော့ပညာတော်တင်ပြီးတော့မှစစ်ပညာတွေတွားတင်ပြီးတော့မှပြန်လာခဲ့တာမဟုတ်ပါဘူးဘလက်ဒိုစခန်းသိန်းတဲ့အချိန်မှာဟိုဖျို့ဖျက်နဲ့တောင်ရင်မြစ်ကိုလက်ပြကူးပြီးတော့မှထွက်ပြေးခဲ့ရတဲ့ထိုင်းစစ်တပ်ကနေပြီးတော့ပြန်လဲပို့ဆောင်ခြင်းမြန်မာပြည်သို့ပြန်လဲပို့ဆောင်ခြင်းခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအင်အားတွေစုပြီးတော့မှကျွန်တော်တို့လက်ရှိလောလောဆယ်အင်အား 900ဝန်းကျင်လောက်ရှိတယ်လို့ကျွန်တော်အနေနဲ့စုံစမ်းသိရှိရတယ်။အဲ့ဒီ900ဝန်းကျင်လောက်ကပြီးခဲ့တဲ့ရက်ပိုင်းမှာပဲသူတို့တွေကလက်နက်တွေထားခဲ့ပြီးတော့မှလူကြီးပဲကျွန်တော်တို့ထိုင်းထဲဝင်ပြေးတယ်ထိုင်းစစ်တပ်ကနေပြီးမှပြန်လဲပို့ဆောင်တာဖြစ်နေတယ်သူတို့ကလူကြီးပဲရောက်သွားတာအတွဲလက်နက်မရှိရတဲ့လက်နက်150ပြန်လဲတက်ဆင်ပေးဖို့ဆိုပြီးမှသူတို့ရဲ့အထက်ဌာနကိုအရှိတောင်တိုင်းစစ်ဌာနချုပ်မော်လမြိုင်ကိုထပ်ပြီးတော့မှပြန်တင်တောင်းတာတွေတွေ့လာရတယ်အဲ့တော့အဲ့ဒီလက်နက်အလက်50 အလက်150ရောက်လာခဲ့တဲ့အခါကျရင်အဲကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့နေရာကိုဒီအင်အား900ကထိုးစစ်ဆင်လာနိုင်မလားဆိုတဲ့ခါလဲကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့တုံးတက်စရာတွေဖြစ်လာပြီပေါ့အဲ့တော့ဂျားကန်အဖွဲ့အစည်းတွေကြောင်းမြို့ကန်ပြည်သူလူထုကြောင်းရှုပ်ထွေးပွေလီလှတဲ့မြဝတီမျိုးကကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့စောင့်ကြည့်ကြတာအချိန်ပေါင်းများစွာကြာခဲ့ပါပြီဂျားကန်အဖွဲ့အစည်းတွေရဲ့မျက်နှာထောက်ထားစရာတွေရှိတယ်နေပြည်တော်ပြည်သူလူထုရဲ့ တချို့သောတောင်းဆိုချက်တွေရဲ့ကြောင့်တော်လိုင်းတက်ဖွဲ့တွေကကျန်တဲ့နေရာတွေကိုပဲကျွန်တော်တို့ထိုးစစ်ဆင်ပြီးတော့မှမြဝတီ295ကိုသူ့ဟာသူအေးအေးဆေးဆေးနေမင်းတို့မလှုပ်ရင်ငါတို့မလှုပ်ဘူးကွာဆိုတဲ့စိတ်မျိုးနဲ့ကျွန်တော်တို့တွေထားပေးခဲ့တဲ့ဟာကိုဒီနေ့ဒီချိန်မှာမြဝတီ295ကလှုပ်လှုပ်ရှားရှားဖြစ်လာပြီးတော့မှကျွန်တော်တို့တင်ကန်းကြီးတော်ကိုပြန်လဲတိမ့်ပိုက်ချင်တာတို့ဒီဘက်ကကျွန်တော်တို့အဲဘုလက်ရှိတိုက် အတိုက်ခံလိုက်ရတယ်ကျွန်တော်တို့တီဘောဘူးတို့ပြီးလို့ရှိရင်ကြံတဲ့နေရာတွေပေါ့နော်ဟိုဘက်ကအထက်ကဘလက်ဒိုတို့ဒီမော်ခီတို့ကနဲလေးတို့ဘရင်အောင်တို့ဆိုတဲ့နေရာတွေကိုပြန်လဲထိုးစစ်စင်ခြိတက်ဖို့အတွက်လှုပ်လှုပ်ရွရွဆိုင်းမြင်းလာတာလေးတွေတွေ့ရတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့ဒီတိုင်းကြည်နေတော့မှမဟုတ်ဘဲနဲ့မြောက်ဒီနှစ်ခွန်ငါးကတော့နှစ်မီးရင်းနှစ်ခါနာတော့မယ့်အခြေအနေမျိုး မြင်လာရပြီလို့ကျွန်တော်အနေနဲ့သုံးသပ်ပြောဆိုချင်ပါတယ်အဲ့တော့ဘာကြောင့်နှခန္ဓာရတော့မယ့်အခြေအနေလဲဆိုတော့ပရမတ်တစ်ချိန်မှာကျွန်တော်တို့မြောက်ရီ2ခု5ကကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ထံကိုလက်နက်ပောင်းများစွာလှူဒန်းခဲ့ပြီးတော့မှတမလေးလေးတက်မှမူဦးစီးတဲ့အဖွဲ့ကကျွန်တော်တို့ဒီထိုင်းမြန်မာချစ်ကြည်အမှန်နဲ့ချစ်ကြည်ရဲ့တရားဘက်ကိုခပ်ပြေးတိန့်ဆောင်ရတဲ့အခြေအနေမျိုး ဖြစ်ခဲ့ယူတော့ဒီလိုမျိုးတာရကဖြစ်စဉ်ကဒီရပ်ပိုင်းအတွင်းလေးမှာပြီးခဲ့တဲ့ရပ်ပိုင်းအတွင်းလေးမှာပဲကျွန်တော်တို့ဖြစ်သွားခဲ့တဲ့တေဘောဘိုးစခန်းနဲ့ဥပမာပေးပြီးတော့ပြောရရင်တေဘောဘိုးစခန်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ပထမတစ်ကြိမ်လုံးကတော်လိုက်တက်ဖို့တိုက်ခိုက်သိမ့်ပိုက်ခဲ့တဲ့အချိန်မှာဒုတိယတရင်မူကိုယ်တိုင်ကြာဆုံးတဲ့အခြေအနေမျိုးထိ ရောက်ရှိအောင်လို့တော်လိုင်းတက်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်တိုက်ခိုက်သိမ်းပိုက်ပြီးတော့ကျွန်တော်တို့လေချောင်းအန်နီရဲတခြားအန်နီရဲတွေကြောင့်ကျွန်တော်တို့သခန်းကုန်းကိုပြန်ပြီးတော့မှလက်လွတ်ပေးလိုက်ရတဲ့အချိန်မှာတက်မ၄လေးကဘလို့လောက်လာခဲ့လဲဆိုတော့တက်မ၄လေးကကျွန်တော်တို့မြောက်ရီ2.5ထဲမှာတက်မမူထိုင်နေကျွန်တော်တို့အခုခွေးကုန်းလို့ခေါ်တဲ့တတိယလာပြီနေ့ကကြကြသွားခဲ့တဲ့ခွေးကုန်းလို့ခေါ်တဲ့ကျွန်တော်တို့ဆွေတော်ကုန်းမှာကျွန်တော်တို့ view ဟာ view ဟာလက်ရှိ ြီးခဲ့တဲ့ရက်ပိုင်းကကျသွားခဲ့တဲ့တေဘောဘိုးမှာ W ဟာပြီးတော့ကျွန်တော်တို့အနန်းကွင်းဘက်မှာ W ဟာသုံးပြူဟာဖြန်ခွဲပြီးတော့မှတက်မလေးလေးကပြန်လဲဝင်ရောက်နေရာယူခဲ့တာဖြစ်တယ်အဲ့ဒီပြန်လဲနေရောက်ဝင်ရောက်နေရာယူခဲ့တဲ့ကျွန်တော်တို့တေဘောဘိုးစကန်ကိုပြီးခဲ့တဲ့ရက်ပိုင်းကပဲကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကအပီးပိုင်တိမ့်ပိုက်ပြီးတော့မှကျွန်တော်တို့ညဘက်အထိတော်လိုင်းတက်ဖွဲ့တွေကတက်ပြီးတော့မှကျွန်တော်စကန်ကုန်းပေါ်မှာတက်ပြီးတော့မှရှာတဲ့ချိန်မှာကရုတ်ကျင်းထဲမှာအဲ ခဲရမောင်းများစွာထပ်ပြီးတော့မှမနေ냐ဆိုလို့ရှိရင်ထပ်ပြီးတော့တွေးခဲ့တဲ့ဗီဒီယိုဖိုင်တွေလည်းထုတ်ပြန်လာတာတွေ့ရတယ်အဲ့တော့တေဘောဘောစခန်းကိုတိမ့်ပိုက်ရရှိခဲ့တဲ့အချိန်မှာလက်နဲ့ခဲရန်ကကင်မရာတော်မဆန့်အောင်အထိကျွန်တော်တို့ရိုက်ကူးရတဲ့အခြေအနေမျိုးကင်မရာဇွန်းကြားအောင်ဆွဲတဲ့အချိန်မှာနောက်ကလူမပေါ်တော့မပေါ်နိုင်တဲ့လူရုပ်တော်မကွဲတော့တဲ့အခြေအနေမျိုးဒီကျွန်တော်တို့လက်နဲ့ခဲရန်နေအများပြားရရှိခဲ့တယ်ပေါ့နော်အဒီလောက်အထိလက်နဲ့ခဲရန်အများအပြားရရှိနေတာတော့မှပဲဒီတက်မလေးလေးရဲ့တိုက်ခိုက်လူစိတ်က ျွန်တော်တို့တော်လိုင်းတက်ဖွဲ့အပေါ်မှာပြန်လဲတိုက်ခိုက်လူစိတ်ကလုံးဝကိုမရှိတော့တဲ့အတွက် view မှုပါဝင်အာဒါဖျို့ဖျဲနဲ့ထစ်ကောင်စီတက်ဖွဲ့ဝင်တွေကဖျို့ဖျဲနဲ့ကျွန်တော်တို့ထိုင်းပဲချမ်းကိုထွက်ပြရတဲ့အခြေအနေမျိုးဖြစ်လာပြီဆိုတော့တက်မှမှုကသူ့အောက်မှာ view ဟာ၃ view ဟာရှိတဲ့အထက်မှာနှစ် view ဟာကြာဆုံးသွားပြီဖြစ်တယ်ဆွေတော်ကုန်းဆိုတဲ့ခွေးကုန်းဖြူဟာရဲ့ကျွန်တော်တို့တေဘောဘူးစကန်းဖြူဟာရဲ့ကြာဆုံးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အနန်းကွေးဖြူဟာ W ဟာနဲ့ဒီ မြောက်ဤနှစ်ခွန်ငါးတဲကတက်မှမှုကအောက်ကဘျူဟာမှုတွေမရှိတော့တဲ့တက်မှမှုကစိတ်တက်ခိုင်ခိုင်မာမာနဲ့မြောက်ဤနှစ်ခွန်ငါးကြီးကိုကာကွယ်နိုင်မလားဆိုတဲ့ဟာကျွန်တော်တို့တွေစောင့်ကြည့်ရမယ်အနေအထားမျိုးတွတ်တွေ့ရပြီအဲ့တော့ယခင်တုန်းကမျက်နှာနိုင်ရမယ်အဖွဲတွေဂျားကန်အဖွဲစည်းတွေကိုထောက်ထားငဲညာခဲ့တာရယ်ပြီးတော့ကျွန်တော်တို့နေမြေကန်ပြည်သူလူထုရဲ့တောင်းဆိုချက်တွေကိုလိုက်လျောပြီးတော့မှကျွန်တော်တို့ နှစ်ခုငါးကိုဒီတိုင်းလေးနေခိုင်းခဲ့တာကိုနှစ်ခုငါးကဒီတိုင်းမနေဘဲနဲ့စတင်ခြေလှမ်းတွေစပြီးတော့မှလှမ်းလာပြီဖြစ်တဲ့အတွက်တော်လန်ရေးတပ်ဖွဲ့တွေကထပြီးတော့မှခြေလှမ်းလှမ်းလိုက်ရင်တော်လန်ရေးတလန်းစစ်ကောင်စီ၁၀လှမ်းလောက်လှမ်းရမယ်အခြေအနေမျိုးထိ ြုံလေ့လာနိုင်တယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့မြောက်ရီနှစ်ခုငါပွဲကတော့ကျွန်တော်တို့အင်ပဒန်ကြီးလို့ကောင်းမဲ့ပွဲတစ်ပွဲဖြစ်တယ်မြောက်ရီနှစ်ခုငါသာတိုက်ခိုက်သိမ့်ပိုက်ရရှိသွားပြီဆိုရင်ကျွန်တော်တို့မြောက်ရီမျိုးကိုတိုက်ခိုက်သိမ့်ပိုက်ရရှိလိုက်တာနဲ့အတူတူပဲဖြစ်ပါမယ်မြောက်ရီရဲ့မျိုးဆောင်တက်အဖြစ်နှစ်ခုငါဆိုတဲ့တရင်ပဲရှိပါတယ်အဲ့ဒီကနေကျွန်တော်တို့ကဟိုဘက်မြောက်ရီနှစ်ခုငါသာရခဲ့မယ်ဆိုရင်မြောက်ရီတင်ကန်းကြီးတော့ဟိုဘက်ကော်ရိတ်ကိုဆက်တိုက်လိုက်လို့ရှိရင်ကျွန်တော်တို့ကကြုံတိုးဂျိုင်းတရာထိကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေက အပိပိုင်တိုက်ခိုက်တိမ့်ပိုင်နိုင်ခဲ့မယ်ဆိုရင်ကျွန်တော်ကရင်ပြည်နယ်ကလွမြောက်လူနိဗာတိရောက်ရှိသွားမှာဖြစ်တယ်ဂျိုင်းသရသာရရှိခဲ့မယ်ဆိုရင်ကျွန်တော်ဂျိုင်းသရကိုကြော်သွားလို့ရှိရင်ကျွန်တော်တို့ကြာကြာပစက်လေးလမ်းဆောင်ကနေပြီးတော့ဘယ်ဘက်ကိုတက်မယ်ဆိုရင်ကျွန်တော်တို့မွန်ပြည်နယ်မူတော်မော်လမြိုင်ဘက်ကိုဆက်တက်ပြီးတော့မှအရှိတောင်တိုင်းစစ်ထာနာကျုပ်ကိုဝင်ရောက်တိုက်ခိုက်တိမ့်ပိုင်လို့ရတယ်လို့ကျွန်တော်တို့ညာဘက်ကိုဆက်ဆင်းသွားမယ်ဆက်ပြီးတော့မှသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖအံဘက်ကိုဖအံနှိုင်းမွယ်ဘက်ကို ဆက်ဆင်းလို့ရတယ်ပေါ့နော်အဲ့ဒီကနေကျွန်တော်တို့ရေးထွက်ဝဲဘိတ်ဘက်ကိုလည်းဆက်ပြီးတော့မှကော့တောင်းမဲဒီတမဟာလေးနဲ့စင်းကြီးတမဟာလေးနဲ့မဟာမိတ်တိဆောက်ပြီးတော့မှဆစ်ပြူဟာတွေခင်းပြီးတော့ဆက်ပြီးတော့တိုက်မယ်ဆိုလို့ရှိရင်တမဟာလေးတဝဲဘက်ချမ်းကလည်းအလားတာကောင်းလာမယ်အခြေအနေမျိုးတွေကျွန်တော်တို့မြည်တွင်းနေရပြီဖြစ်တဲ့အတွက်မြောက်ရီ295ပွဲကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်တော်တော်လှမ်းမဲ့ပွဲတစ်ပွဲဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပြောဆိုချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်